မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတို့ဆရာကဒီနေ့2025ခုနှစ်ဇွန်လနောက်ဆုံးအပတ်ဖြစ်တဲ့24ရက်နေ့ရနေပြီးတော့လကုန်ထီတပတ်စာကညမဟောစနေကိုဆရာကဒီတစ်ခါတော့အင်္ဂါသာသမီတွေလည်းဟောကြားပေးမှာဖြစ်ပါတယ်အင်္ဂါသာသမီမိတ်ဆွေတွေအားလုံးတားတော့နဲ့ဆရာကအာယူဘူးကပ်ဆွဲပေးမှာဖြစ်ပါတယ်လက်ရှိမိတ်ဆွေတို့2025ခုနှစ်6လပိုင်းနောက်ဆုံးအပတ်တာတော့တွေ့မှာအင်္ဂါသာသမီမိတ်ဆွေတွေကမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာ မျောလင့်ချက်တစ်ခုခုရီမန်းချက်တစ်ခုခုဖြစ်မပေါ်လာသေးတော့ရီမန်းချက်မျောလင့်ချက်ဒီလိုချင်တောင်းတနေတယ်ဆိုရင်တော့ကျင်းတေပါကိုရရှိမဲ့ကာလအခွင့်လန်းကောင်းအခွင့်လူကောင်းနေရရှိမဲ့ကာလဖြစ်တယ်အဲအခွင့်လူကောင်းပေါ်လို့ဆိုတာမျိုးမနေဘူးမိုးရွာလာတယ် အထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော့ဒီမှာဆိုရင်အခွင့်အလမ်းကောင်းအခွင့်အူးကောင်းတွေပေါ်လာမဲ့ကာလဖြစ်တယ်။အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရရှိတတ်တာမျိုးလေးတွေကြုံရတတ်တယ်။ဒါမှမဟုတ်လို့ရှိရင်လည်းပုပ်ကိုတို့မဲတော်တို့အဆရှိတဲ့ပုပ်ကိုမျိုးတွေနော်မိမိတို့ရဲ့နော်ဟိုဟိုမှာပေါ့အမတော်မြန်နှန်းတို့တို့စောမွန်လာတို့အဆရှိတဲ့နေရာကာလီမန်မဲတော်တို့အဆရှိတဲ့မဲတော်ပုပ်ကိုတပါးပါးနာမှာတန်ဖိတ်ချန်ချပြီးတော့ဆူတောင်းပြီးတော့ဂျင်းဝါပြီးတော့လှုပ်ဆောင်ရင်စတင်ရင်အောင်မြင်ကြီးလေးတို့တက်ရှင်တွေရရှိမယ်ဆိုတဲ့အပတ်တာကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာ။ကြမ်းပါကြီး။ကြမ်းပါကြီးနဲ့ပတ်သက်လာရင်တော့ ာမှစိုးရိမ်စရာမရှိဘူးတိုးတော့ကတ်မှာတော့စိုးရိမ်စရာမရှိဘူးຢာတိကျိုးအပြောင်းလဲလေးကြောင့်လက်ရှိလက်တလုံးမှာဆိုလူတိုင်းတော်တော်များများမှချူချာနေကြတဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့နည်းနည်းလေးကြမ်းပါရေးဖို့တာမန်လေးထက်တော့ပုံမတိထားဘယူဆိုင်တင်တော့လာတိပြုတ်တင်တော့လာဖြစ်ကြောင်းစရာကထပ်မှန်ပြီးတော့ဂယုဏတော်တော်နဲ့စူတောင်းပေးလိုက်ပါလားခင်ဗျာနော်အလုတ်ကအလုတ်ကနဲ့ပတ်သက်လာရင်တော့လုပ်ငန်းကိစ္စလုပ်ငန်းဟောင်းကြီးအလုတ်ဟောင်းကြီးကိုဆက်ပြီးတော့စူးစမ်းနေတာမျိုးထက် အားနည်းစီတယ်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတိုးခြင်းလုပ်ငန်းချဲ့ခြင်းလုပ်ငန်းအဟောင်းကြီးကိုပဲအစဉ်ပြောင်ကြိုးစားနေတာမျိုးဟာအားနည်းစီတဲ့အပြင်ကိုလုပ်ငန်းကိစ္စလုပ်ကိစ္စတွေမှာမိတ်ဆွေဟောင်းလူဟောင်းတွေလုပ်ငန်းသူအလုပ်သူတွေစိတ်တော့ကပေးတာမျိုးစိတ်ညစ်စရာလေးတွေပေးတာမျိုးလေးတွေကြုံရတတ်တယ်ဒါအပြင်မိတ်ဆွေတွေနဲ့အလောင်းကစားနဲ့ပတ်သက်တာလေးတွေအပျော်ပါနဲ့ပတ်သက်တာလေးတွေပဋိဌာန်းဆင်ခြင်ရလိုအပ်သောပတ်တာကာလဖြစ်ပါလေဒါအပြင်မိတ်ဆွေဟောင်းတွေအပေါင်းအသင်းဟောင်းတွေလူယုံတွေမလွယ်ပါနဲ့လူယုံတက်တတ်သောကာလအပိုင်းခြားဖြစ်ပါလေဖြစ်နိုင်ရင်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့ရှေ့တိုးဥဆောင်လုပ်တဲ့လုပ်ငန်းတွေမှာတတိထားဆင် ရှင်ပေးရဒီလက်ရှိကာလဟာလိုအပ်ပါတယ်အများနဲ့ပတ်သက်တာတွေအကျန်စီအတွေးခေါ်နဲ့ပတ်သက်တာတွေမိမိတို့အနေနဲ့ချစ်တို့ဆောင်ရလှုပ်ဆောင်တာမျိုးဖြစ်ရှင်တာကိုဒဇထိုးတုံးတိုက်တိုက်ကြားကြိုက်ကြိုက်လှုပ်ဆောင်နေဆိုတာမျိုးလေးတွေအားနှဲစီတဲ့အတွက်မိဆွေတို့အနေနဲ့တိုးချဲ့လှုပ်ဆောင်ခြင်းမျိုးတွေအစီအမပြေဟာငါကပြီးအောင်လုပ်မယ်ဆိုတဲ့မခန့်ကျင်စိတ်လေးတွေပြင်းပြမှုလေးတွေကြောင့်တော့အလွဲလျှော်လေးတွေဖြစ်တတ်တဲ့အတွက်သတိပြုစင်ကြင်ရလိုအပ်တော့လာဖြစ်ပါတယ်အိမ်နွေးနဲ့ပတ်သက်တာမျိုးလေးတွေအိမ်နွေးပฏิပက္ခလေးတွေသတိထားစင်ကြင်ပြပါငါကအမွေကိစ္စအမှုကိစ္စဖြစ်နေသူတွေချစ်တို့ဆောင်ရရန်အားနေတော့ အပတ်တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိရဲ့အိမ်ရင်တွဲမှာမိသားစုအတွင်းမှာနားလည်မှုလွဲနေတာမျိုးနည်းနည်းချင်းဆိုင်ကိုတဦးနဲ့တဦးတယောက်နဲ့တယောက်ပြဿနာတွေပူးပေါက်တွေကြုံရတာမျိုးကြုံရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်သောအပတ္တကာလအပိုင်းခြားဖြစ်ပါတယ်။ဒါကြောင့်အိမ်တွင်းရေးကိစ္စအမွေကိစ္စအမှုကိစ္စအခွဲစည်းအတင်းပွဲနဲ့ပတ်သက်သောကိစ္စတွေအများနဲ့ပတ်သက်ပြီးတော့ရှိလို့ဆောင်ရွက်လုပ်ဆောင်တဲ့ကိစ္စလေးတွေမှာသတိထားဆင်ခြင်လုပ်ဆောင်ရန်အတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျ။ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းအရန်ကြီးမလို့ပါနဲ့ ဒီပညာရေးနဲ့ပတ်သက်ကံအားနည်းစေတဲ့အတွက်ကြောင့်မလို့အရန်ကြီးလိုချင်တဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုအနည်းငယ်လေးပုံမှန်လေးတိုင်သွားပါအဲဟိုထက်ခါထက်ခါပြန်ဆက်ရမှာအမှန်နာပါနဲ့အဲပြီးတဲ့အခါအလုပ်ဝင်ကိစ္စတွေတင်နှန်းကိစ္စတွေနိုင်ငံခြားခီးသွားပတ်စပို့ဗီဇာကိစ္စတွေနဲ့ပတ်သက်လာရင်တော့စိတ်ရှည်ပြီးတော့တစ်ချိန်နဲ့နဲ့မရရင်တစ်ချိန်နဲ့ချိန်လောက်လှုပ်ဆောင်ရမှာအောင်မြင်အားသာမဲ့အပတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ ယာရုလုပ်ငန်းယာရုလုပ်ငန်းကငန်းနဲ့ပတ်သက်ယာရုထွက်ပြီးအရှားနေရာမှာလှုပ်ဆောင်နေတာမျိုးသူမဟုတ်နေရာတက်လုပ်ငန်းတက်ယာရုတက်မှာအလုပ်တက်နဲ့လှုပ်ဆောင်တာမျိုးဆိုရင်တော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ပတ်တာဖြစ်ပါလေခင်ဗျာခီးထွက်ရတာမျိုးတွေခီးသွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါလေစံစီစေးစားစားတော့ကုန်နဲ့ပတ်သက်တာတွေစက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေစက်တူဆိုင်ရာလုပ်ငန်းတွေအစုရှယ်ယာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစားတော့ကုန်ဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်လာချိတ်တူဆိုင်ရာလှုပ်ဆောင်မှာ အောင်မြင်အားသာပြီးတော့တိုးတက်နိုင်ပါတယ်ခင်ဗျာဒါအပြင်အဆက်အသွယ်ပြတ်နေတော့ညီကိုမောင်နှမတွေနဲ့အပြန်လေအဆက်အသွယ်ရရှိတာမျိုးဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အထောက်အကူကူညီတွေကိုများစွာရရှိတတ်တော့အပတ္တကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့စိတ်ထဲမှာမိမိတို့အနေနဲ့ဖြစ်ရှင်သောဆန္ဒဖြစ်လို့သောဆန္ဒတွေကိုပုံမှန်တစ်စိတ်ချင်းစတပ်ပိုင်းစတပ်သွားမှဒီအပတ်ကအောင်မြင်မဲ့ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်လူငယ်တွေအရှိန်နဲ့ပတ်သက်လာတဲ့အခါ မိမိရှိသောမြန်နိုးသောသူကိုကျင်းသေးပေါ့ရဲကြီးဖွင့်ပြောလိုက်တာမျိုးတွေရရှိတာမျိုးအခြေအနေပတ်သက်ရင်မျက်နှာအပွင့်တက်တွေအကြည်တက်တွေရရှိနေတာမျိုးစုပ်ကောလက်ကောဝင်တက်တဲ့အတွက်တော့အခြေအနေပတ်သက်လာရင်တော့အင်္ဂါသားသမီးတွေအဖို့စိတ်ချမ်းသာစရာကြီးပါပဲသမီးစားသမီးစားများအနေနဲ့ဆိုရင်တော့အိမ်အောင်ပြည့်ရန်စိတ်ဆက်တိုင်းမင်္ဂလာမတူနဲ့တူတယောက်နဲ့တယောက်ပြဿနာကရုဆာလေးဂျုံအားတက်တဲ့အတွက်ကြောင့်မလို့တော့အိမ်အောင်ပြည့်ရန်တိုင်းမင်္ဂလာမျိုးလေးတွေမှာတော့တတိထားဆင်ကျင်ပေးရန်လိုအပ်တယ်မိမိရဲ့အိမ်အောင်ဘက်ကိုမိမိရဲ့ အဲမိသားစုဝင်များကမနှမြူတာမျိုးသဘောမကျတာမျိုးဒါလေးတွေအနေနဲ့စိတ်ချုပ်တွေးစရာလေးတွေဖြစ်တဲ့အတွက်တော့အိမ်အောင်ပြည်ရန်ကိစ္စဆေးဆက်တိုင်းပြည်ရန်ကိစ္စလေးမှာတတိထားစင်ရင်လိုအပ်ပါတယ်အိမ်အောင်ကြီး အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့စိတ်ပင်ပန်းစရာတွေများပါတယ်မိမိရဲ့အိမ်တော်ဘက်ကြောင့်သို့မဟုတ်အလို့အစင်မပြေမှုလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတာမျိုးမိမိအိမ်တော်ဘက်ရဲ့မလိမ္မာမှုလေးတွေကြောင့်မိမိတို့ရဲ့အိမ်တော်ကြီးမှာစီးပွားရေးနည်းနည်းအနှဲငယ်ပေါ့သို့မဟုတ်ရင်ဆွေမျိုးသားချင်းအဆရှိတဲ့အရာလေးတွေကိုအခြေပြုပြီးတော့ပြဿနာဖြစ်တာမျိုးစကားများရတာမျိုးအနှဲငယ်ကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုသတိပြုဆင်ခြင်ရလိုအပ်ပါတယ်ခင်ဗျာအင်္ဂါသာသမီးတွေဒီတပတ်တာတော့ဒီမှာဆိုရင်ဘာကိုဖြစ်ဖြစ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်မိတ်ဆွေတို့28ရက်နဲ့30ရက်နေ့တွေမှာရှေ့လှုပ်ဆောင်ရလှုပ်ဆောင်ရင်အသာကောင်းမှု ီးတော့တိုးတက်နိုင်သောအပတ်ဖြစ်ပါလေအကျိုးပေးစေသောအရာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့မီညိုရောင်ကြက်သွေးရောင်အဆရှိတဲ့အရာတွေဖြစ်စေအဝါရင့်ရောင်မျိုးစောင့်ပြီးတော့လှုပ်ဆောင်ရင်အောင်မြင်တိုးတက်နိုင်ပါတဲ့ ီတပတ်တာအတော်တွင်မှာတောက်ကြသာသမီးအင်္ဂါသာသမီးတွေရဲ့အကူအညီကိုရယူလှုပ်ဆောင်တာမျိုးထိုရက်ဒီမှာစတင်လှုပ်ဆောင်တာမျိုးဟာကံရဲ့တိုးတက်မှုကိုရရှိစေသောအပတ်တာဖြစ်ပါတယ်အကျိုးပေးစေသောကဏ္ဍအခရာတွေနေနဲ့ဆိုရင်တစ်ကဏ္ဍ၆ကဏ္ဍဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေရန်အတွက်ဆိုရင်မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လှုပ်လကုံ30ရက်မှာဖြစ်စေတတိထားဆင်ရင်ပေးပါဒါအပြင်တင်းလာအရက်အရှိရက်တို့အရှိစုစုရက်ကိုခရီးထွက်တာမျိုးလေးတွေမှာတတိထားဆင်ရင်ပေးရန်အတွက်တော့လိုအပ်သောအပတ်တာကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရမိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ရဲ့ ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းသူအယောင်းထွက်စီဖို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုတော့မိမိရဲ့ကုန်ပစ္စည်းတွေကိုမိမိတို့ရဲ့ဟာလာဟိုရောင်းကုန်တွေဝယ်ကုန်တွေကြန့်ကြာပိတ်ပင်နေတဲ့ကုန်ပစ္စည်းတွေကိုမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာရှိတယ်เนาะအိမ်အတွင်းမှာရှိတယ်เนาะဟိုဟိုဆွမ်းနာလို့ပဲဆရာတို့ ဟိုရွက်လာညွန့်လို့တသူမဟုတ်လို့ရှင်တရက်ရွက်တို့အဆရှိတဲ့ရွက်လေးပြနေတယ်ခုနှစ်ရွက်ကိုနှီးလေးနဲ့စုစည်းပြီးတော့ရိုက်ပုတ်ထိတွေ့ရောင်းလိုက်ရင်အယောင်းွယ်တို့အယောင်းွယ်ထတ်သွားစီမှာအသေးကြပဲဖြစ်တယ်ခင်ဗျာနော်အဆက်ဆက်ရရအစဉ်ပြေစီရန်အတွက်ဆိုလို့ရှင်တော့ဘာသာတရားများများလုပ်ပါခီးများများထွက်ပါရှစ်တို့ဆောင်ရလုတ်ဆောင်ရအသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ပတ်တာဖြစ်တယ်အင်္ဂါသားသမီးမိတ်ဆွေတွေပို့ဒီကာလအတော်တွေမှာအထူးသတိပြုစင်ရန်အတွက်တော့အရှုံအောင်ကိစ္စလေးတွေမှာ သတိထားစီရင်ပြီးပါဓာတ်ခုတ်ရကိုလက်ဝင်မရှုံမိစေပါစေနဲ့လို့ပဲဆရာကပြောလိုပါတယ်။ဒါအပြင်မိတ်ဆွေအင်္ကာသာသမီးတိများအဖို့ကတော့ဘာကိုဖြစ်ဖြစ်ဒီအဖက်တာဟာ step by step လှုပ်ဆောင်တာမျိုးပြဿနာကိုချစ်တို့ဆောင်ရဖြစ်ရှင်းတာမျိုးတက်တစင်ပြီးတစင် step 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 သွားတာမျိုးဟာကံရဲ့အာသာမှုကိုရရှိဇီမဲအဖက်တာဖြစ်တယ်။မိတ်ဆွေတို့ဒီတစ်ဖက်တာတော့တွင်မှာမိမိတို့ရဲ့အလိုရာကိစ္စအဆက်ဆက်ရအဝဝအစဉ်ပြေအောင်မြင်တိုးတက်စီရန်အတွက်ဆိုရင်ကန်စတာတက်စီပြီးတော့ပိတ်နေသောလမ်းများပွင့်လန်းစီရန်အတွက်ဆိုရင်တော့24ပဋ္ဌာန်းကို မနက်ည3:00တတီပူဇော်အကျယ်ပူဇော်ပြီးတော့ရွတ်ဆိုပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ပိတ်နေသောကံညံ့နေသောကံတွေကအာသာကောင်းမှုပြီးတိုးတက်မိတ်ဆွေတွေအကြောင်းပြောရင်အဆက်ဆက်ရရအင်္ဂါသသမီးတွေ2025လျှောက်လာပိုင်းမှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်လို့အောင်မြင်မှုတွေအလီလီပိုင်ဆိုင်ကြပါစေလို့ဆရာကဆုတောင်းမိပါတယ်ယေစုတမန်ရဲ့ဆရာငယ်ပါဆရာငယ်နှပ်ပြီးနေခြင်း0939 0939 416 7902416 whatsapp telegram မှာဖြစ်စေဘိုက်ဘာမှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ဆရာ tiktok messenger ကနေ ဘီဒီရဲ့တဲ့လက်မခံဘူးဆိုတဲ့အကြောင်းနဲ့အတူအပါလေးတွေတတိထားကြောင်းဆရာကပြောရင်းနဲ့ကဲနောက်တစ်ခေါက်ဗုဒ္ဓဘုရားပြန်ဆုံပါမယ်ယေရှုတေ